ဒီနေ့ကတော့တဘာဝရဲ့ဂျယ်လီဖြစ်တဲ့ထွတ်ထုတ်လေးနဲ့စားလို့ကောင်းတဲ့ရှားဆောင်လက်ပတ်ဖြော်လေးလို့တောက်မှာဖြစ်ပါရဲ့ရှင်။ Hello ဒီနေ့ဇူးရေမှုချိုးပြသွားတဲ့အခါကျတော့မမေတို့ခူပေးထားတဲ့ဒီရှားဆောင်လက်ပတ်အကိတ်ကြီးကိုဖြော်ရည်လို့တောက်မယ်ပေါ့နော်။ပြီးတော့ဒါကတော့ချီယာစေးပါ။ချီယာစေးလေးတွေကထည့်လဲရတယ်မထည့်လဲရရဲပေါ့နော်။သူကကျတော့ဦးလန်းချောင်းကျမကြီးကိုကောင်းစေတာမို့လို့ဇူးကတော့ဒီတိုင်းပဲရေထဲဝင်အောင်မထည့်တောက်ဖြစ်တယ်ပေါ့နော်။အခုချီယာစေးလေးတွေကိုအရင်ဖန်ခွက်ထဲမှာရေစိမ်းထားပေးလိုက်ပါမယ်။ ညီမပြောတဲ့အခါကျရင်သူတို့လေးတွေကပွားတယ်လို့ခေါ်လာအဲ့လိုမျိုးအကြည့်ချွဲလေးတွေနဲ့ဖြစ်နေမှာပေါ့နော်အခုကတော့အစိတ်ထုတ်ပြီးသားရှမ်းသောလက်ပတ်ကိုအခွန်ခါမှာပဲဖြစ်ပါတယ်ရှမ်းသောလက်ပတ်ကိုဘလို့အစိတ်ထုတ်ရမလဲမသိသေးတဲ့သူတွေအတွက်ပြပြပါမယ်နော်အခုပြီးသားရှမ်းသောလက်ပတ်ကို55ဒီဂရီဆောင်းပြီးတော့နိုင်ဝက်လောက်ထောင်ထားပေးရမှာပဲဖြစ်ပါတယ်အဲ့လိုဆိုလို့ရှင်သူ့ရဲ့အစိမ့်ပုတ်ရောင်အစိတ်ရည်တွေကထွက်လာရဲပေါ့နော်ဒါကတော့ဓာတ်ကင်ကျွမ်းကျင်တဲ့ဆီယမ ాయి စုစုရဲ့ဓာတ်ရည်ပြနေရကိုကြည့်နေရတာပဲဖြစ်ပါရဲ့ရှင် ကြည့်အောင်ရှမ်းသောလက်ပတ်ကြီးကဒီလိုမျိုးရှဲအကိတ်ကြီးစားလို့တော်ကိုကောင်းပါအောင်ပြီးရင်တော့ဒီရှမ်းသောလက်ပတ်ကို version 2မျိုးနဲ့လှီးပေးပါမယ် version 1ကတော့အခုလိုမျိုးအနေတော်ဝါလိုကောင်းတဲ့အတုံးတုံးလေးလှီးပေးမယ်ပေါ့နော် version 2ကတော့အခုလိုမျိုးတသေးလေးလှီးပေးရမှာဖြစ်ပါတယ်ဒီနေရာမှာစစ်နေတုံးကိုတခြားလေးဆေးပေးထားဖို့လဲလိုပါရနော်မဟုတ်လို့ရှိရင်မမေ့ရဲ့စစ်တုံနေနန်းလေးနဲ့တောက်နေရမှာပဲဖြစ်ပါတယ် အခုကတော့ဒီဖြော်ရည်ရဲ့အတိတ်ကအသက်ဖြစ်တဲ့နေရာကိုရောက်လာပါပြီ။အဲ့ဒါကတော့တပ်မယာတိပါ။ဒီညှက်ထက်လိုက်တဲ့တပ်မယာရေကပဲဒီဖြော်ရည်တစ်ခုလုံးကိုထိန်းသွားတာပေါ့နော်။သူကတော့ဒီနေရာမှာတပ်မယာတိတစ်လုံးတုံးထားပါတယ်။ပြီးရင်တော့တခြားကိုပုံမှန်တပ်မယာရေဖြော်တယ်လို့ပဲမှန်းပြီးထည့်ပြလိုက်ရင်ရပါပြီ။ပြီးရင်တော့သူ့ဒါလေးကိုတခြားလေးတတ်မှတ်တော့အောင်မှွေပေးလိုက်ပါမယ်။သူကတော့ချီယာစီလေးပါထည့်ပြီးတော့မှွေပေးလိုက်ပါမယ်။ဇူးဇွန်နဲ့မြည်ကြည့်လိုက်တဲ့အခါမှာတော့အရသာကတော့တော်တော်လေးကောင်းနေပြီ။ ဆိုတော့အကုန်လုံးကိုဖောင်ခွက်ထဲကိုထည့်ပြီးတော့ရှေးအီအီလေးပဲရောထည့်လိုက်ပါတယ်။ဒါဆိုရင်တော့ရှာသောလက်ပတ်ဖြော်ရည်လေးကရသွားပါပြီရှင်။ဒီရှာသောလက်ပတ်ဖြော်ရည်လေးရဲ့အရသာကတော့ရှာသောလက်ပတ်အရသာလေးကိုမှတမရည်လေးကိုတောက်နေရတဲ့အတိုင်းပဲပေါ့နော်။ဇူးတုံးထားတဲ့ရှာသောလက်ပတ်ကလုံးဝအရင်အကိတ်ကြီးဖြစ်နေကြအောင်မလို့ဝါလိုက်အတိုင်းမှာဒီရှာသောလက်ပတ်အသားထွတ်ထွတ်ထွတ်လေးနဲ့တော်တော်လေးကိုတောက်လို့ကောင်းပါရဲ့။ ရှစ်သုံးလက်ပတ်ဖြော်ရည်လေးတွေကကျမ်းမာရေးနဲ့ညွတ်တဲ့အပြင်အလားအပါအတွက်လည်းအရန်ကောင်းကျိုးတွေများတာမို့လို့ထွန်းချိဖို့ရတဲ့ recommend ပါရယ်နော်ရှစ်သုံးလက်ပတ်မကြိုက်ဘူးဆိုတဲ့ဇူးတော်မှာတောက်ကြည့်ပြီးတော့ကြိုက်သွားတာမို့လို့အိမ်မှာရှိတဲ့ရှစ်သုံးလက်ပတ်ပင်တွေအကုန်ကုန်တော့အမေရအောင်အခုဆိုရင်တားယူနေရပါပြီရှင်ဆိုတော့ဒီနေ့ရဲ့ဗီဒီယိုလေးတော့ဒီလောက်ပါပဲရှင် See you in the next video bye bye